ကွေးတိုင်းငဖဲမြို့နယ်နေရီကန်လီချောင်းရံကာကွယ်စခန်းဗရန်တက်နယ်နေရီကန်ပြူဝအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေပူပေါင်းတပ်တို့ကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိရပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကူပို့နေပြီးအမြောင်းစစ်စင်ရေးကုကဲမှုဌာနချုပ်ကနေပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ် လေချောင်းကင်းထောက်မှုရှိတဲ့စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ကူနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကအမှတ်935အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆခ935နဲ့အမြောက်တပ်ရင်း406ရိုးကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးဘုံဘောခမောင်းတောင်ဘက်ကနေလည်းနေရီကန်ဘက်ကိုလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါရယ်။ ဒါအပြင်မကွေးဘက်ကနေကန်တုတ်စခန်းဘက်ကိုစစ်သုံးကားကြီး၃စီးအပြည့်အင်အားတွေကိုဇွန်လ28ရက်နေ့ကပို့ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။နေရီကန်နီးမှာပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကအမြောက်လက်နက်ကြီးတွေနဲ့ဒရုန်းတွေပါသုံးပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုဇွန်လနောက်ဆုံးပတ်တွင်နေရီကန်စီဆိုင်နန်းကနေစစ်ကောင်စီရဲ့ကာကင်းစခန်းအချို့ စခန်းဆုံးခွာထွက်ပြေးမှုတွေရှိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်စီကသိရပါဗျ။နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ကိုစစ်ကောင်စီကလူအပြောင်းလဲတွေလှုပ်ထားပြီးမကြာသေးမီကတက်မကိုကိုတက်မမှုဖြစ်သူကိုတာဝရိုင်းစခန်းကုန်းလက်လွတ်ရမှုအေနဲ့ချိန်ဆက်ပြီးလက်နက်ချဖို့ကြံစီမှုတွေနဲ့ယာရုက ထုတ်ပယ်ပြီးနေပြည်တော်မှာစစ်ကြောရေးပြုလုပ်နေတယ်လို့သိရပါဗျ။